အခုဒီကရထနေရဗာလဲဆိုကြတော့ဒီ Google ကနေပြောမှာပေါ့เนาะ Gmail အကောင့်တွေကိုဒီကုတ်မချပေးတော့အဲ့တော့ကုတ်မချပေးရကမှာဖြစ်တော့လဲဆိုတော့ကိုကအဲ့ Gmail နဲ့ဒီ Facebook တွေ TikTok တွေကိုဝင်ထားတယ်ပေါ့เนาะအဲ့ဆိုရင်ကုတ်မချလာဆိုရင်ကိုအဲ့အဲ့တွေဝင်လို့မရတော့အဲ့တော့အဲ့လိုမျိုးဖုန်းနံပါတ်ပေါ့เนาะညီမဖုန်းနံပါတ်မှာကုတ်မချလာတဲ့တင်တာကိုဘယ်လိုဖြေရှင်းမလဲပေါ့เนาะအဲ့တော့အရင်ဆုံးကျမတို့အဲ့ Gmail အကောင့်တွေကိုသွားလိုက်မယ်เนาะ Gmail အကောင့်တွေကိုသွားမယ်သွားပြီးတော့လဲဆိုရင်အဲ့ Gmail ကိုဝင်မယ်ဝင်ပြီးတော့လဲဆိုရင်အဲ့ဒီအောက်မှာဒီ Manage your Google account ဆိုပြောရှိရဲအဲ့ Manage your Google account ကိုနှိပ်မယ်နှိပ်ပြီးတော့လဲဆိုရင်အဲ့ဒီမှာ ဟို security ဆိုပြောမှရှိတယ်။ security ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်။အောက်မှာဒီ two step verification အဲ့ဒါလေးကို on မယ်နော်။ on ပြီးသားလို့ရှိရင်အောက်မှာ authenticator ဆိုပြောမှရှိတယ်။အဲ့ authenticator ဆိုတာလေးကိုနှိပ်လိုက်မယ်။နှိပ်လိုက်ပြီးသွားလို့ရှိရင်အဲ့ဒီမှာ set up authenticator ဆိုပြီးပေါ်လာမယ်။ပေါ်လာလို့ရှိရင်အဲ့မှာ scan pass ဆရာပေါ်လာမယ်။အဲ့ scan pass ရမယ့်နေရာမှာဒီဘယ်ကနေတော့ဖတ်မလဲဆိုတော့ဒီ application ဆိုရမယ်ပေါ့နော်။ microscope authenticator အဲ့ဒီ application ကိုဆွဲဆွဲပြီးသားလို့ရှိရင်အဲ့ဒီ application နဲ့မှာ scan pass လို့ရတဲ့နေရာလေးပါတယ်။အဲ့ဒါလေးကိုဖတ်လိုက်လို့ရှိရင်ဒီမှာကုတ်ရဲ့ကုတ်ကအနည်းငယ်ဝင်တယ်။အဲဆိုရင်ဟိုကနေပြောမှာ verification

တောင်းလို့ရှိရင်ဒီမှာပေါ်တဲ့ကုတ်ကိုဖြေအောင်မယ်ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ဒီ Facebook မှာပေါ့နော် Facebook မှာဘယ်လိုမျိုးသုံးမလဲအဲ့တော့ Facebook ရဲ့ setting and privacy တွေကိုဝင်မယ်အဲ့မှာ setting ကိုသွားမယ်ပြီးရင် setting မှာမှာ password and security ဆိုတာကိုသွားမယ်သွားပြီးတော့လို့ရှိရင်အဲ့မှာ use two factor authentication ဆိုတာကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်အဲ့မှာသူက authentication app ဆိုတာကိုသွားမယ်နော်ပြီးမယ်ပြီးပြီးတော့လို့ရှိရင် MS scan ဖတ်ရမယ်ပေါ့နော်သူကဒီမှာအောက်မှာကြတဲ့ဒါကြောင့်ကုတ်လေးပေးထား app ကိုကော်ပီလုပ်မယ်ကော်ပီလုပ်ပြီးတော့လို့ရှိရင်ခုနကတော့ application တွေကိုသွားသွားပြီးတော့ရှိရင်အဲ့မှာအဲကုတ်လေး ထည့်လို့ရတယ်ဒါမှမဟုတ်ဒီ scan ဖတ်တယ်ဆိုရင် scan ဖတ်တဲ့ဟာကိုသွားထည့်လို့ရှိရင် Facebook ကနေမှကုတ်ကြလို့ရှိရင်အဲ့ဒီ app ထဲကိုပဲသွားမယ်ပေါ့နော်အဲ့တော့အဲ့ဒီ app ကဖုန်းနံပါတ်တွေကိုပြောမှ save ဖြစ်တယ်လုံခြုံတယ်ပြောရှင်အဲအဲ့ဒါကြောင့်မလို့အဲ့ဒါလေးပြောင်းပြောမှတုံးကြအောင်လို့လာပြောမှ review ပေးရပါ